Reddit အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လေးကြိုဆိုလိုက်ပါရှင် Reddit တွေတွေကတော့တင်ဆက်ပေးမယ့်သတင်းချောင်းတွေကတော့ကျေးဆောင်မင်းသားရဲတပ်ရဲ့အစင်မကောင်းဆရာသတင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ Reddit တွေနမည်ကြီးမင်းသားရဲတပ်ကနမည်ကလည်းဆန်းတယ်လို့တရုတ်ဆောင်တာကလည်းထူခြားတဲ့သူဖြစ်ပါရယ်အကြည့်တွေနဲ့ပဲတရုတ်ဆောင်တဲ့ရဲတိုက်ကိုပရိတ်တွေကမျောလင့်နေတာကြားပြီးဖြစ်ပေမဲ့လွတ်လာတဲ့အစီရင်ချက်မှာတော့မပါလာသေးပါဘူး ရဲတိုက်က2021ခုနှစ်အေဗီလာ3ရက်နေ့မှာထိသိမ်းခံထားတာဖြစ်ပါရယ်။အဒီနောက်မှာတရားစွပ်စွပ်ခံရပြီးပြစ်ဒဏ်ချမှတ်ခံရတဲ့ရဲတိုက်က2025ခုနှစ်မှာလည်းမလွတ်မြောက်လာသေးပါဘူး။နိုယမလာ29ရက်နေ့မှာပြက်လက်လွတ်မြောက်လာတဲ့သူတွေရှိနေတာကြောင့်သူ့ရဲ့အမခံပရိတ်တွေကတွားရောက်စောင့်မျှော်နေခဲ့ကြဖြစ်ပါရယ် စောင့်နေကြတဲ့အမကန်ပရိသတ်တွေကရဲတပ်အကျွဲအစားအသောက်တွေကိုပို့ပေးနေကြပရိသတ်တွေလည်းဖြစ်ပါရယ်အခုမှစောင့်မြော်ကြတာမဟုတ်ပဲလူငယ်ချက်တောက်ခွင့်ပေးတိုင်းရဲတပ်ကိုမျှော်လင့်နေခဲ့ကြဖြစ်ပါရယ်တနေ့ပြီးတနေ့ဂျာနာပြိမဲ့ရဲတပ်ကတော့မလွတ်မြောက်လာခဲ့ပါဘူးရဲတပ်နေတူနန်းမွေစံနဲ့မလွတ်မြောက်လာသေးလို့အမျိုးသားဒုတိယရဲလည်းစိတ်မကောင်းဖြစ်နေခဲ့ကြရတယ်ဖြစ်ပါရယ်ရဲတိုက်ကလူငင်းချက်တာခွဲ့မပါလာခဲ့တဲ့ကြောင့်သူ့ရဲ့ပြည်သူတွေလည်းဝန်းနေခဲ့ရတာဖြစ်ပါတယ် ဒါပေမဲ့စိတ်ဓာတ်မကျသွားပဲတနေ့နေ့တချစ်ချင်းမှပြန်လည်လွတ်မြောက်လာမယ်လို့ယုံကြည်ထားခဲ့ကြရတဲ့ဖြစ်ပါရယ်ရဲတိုက်ကမွေရစေဝအမှုနဲ့အကြခံရသူဖြစ်တာကြောင့်ဒီတစ်ခါမှာတော့မလွတ်မြောက်နိုင်ကြောင်းနှိစက်တွေကလည်းပြောဆိုနေကြရလဲဖြစ်ပါရယ်2026ခုနှစ်အေဘီလာလောက်မှာတာပြန်လွတ်လာနိုင်ပြီးသူ့ရဲ့ပရိတ်သတ်တွေကလွှမ်းနေကြတာဖြစ်ပါရယ်ရဲတိုက်ကသူ့ရဲ့မွေးနေ့တွေကိုအချင်းထောင်ချွင်မှာပဲဖျက်တမ်းခဲ့ရပြီးအမခံပရိတ်သတ်တွေကတရင်တွေကိုစောင့်မျှော်နေခဲ့ကြရလဲဖြစ်ပါရယ် တရုတ်ဆောင်ကောင်းတဲ့ရဲတိုင်းဟာဇကာတကာဆိုရင်တကာထိမိနေအောင်တရုတ်ဆောင်တက်တာကြောင့်မိန်းကလေးတွေကအရန်ကိုတဘောကြတာဖြစ်ပါရယ်ခေပြိုင်မင်းသားတွေထဲမှာရဲတိုင်းဟာအောင်မြင်ဆုံးဖြစ်ခဲ့ပေမဲ့လည်းနှုတ်ပညာအလုံးနဲ့မကြခဏဆက်တွဲပြတ်တောက်သွားခဲ့တာဖြစ်ပါရယ်ဇကာမားစွာကိုတရုတ်ဆောင်ခဲ့တဲ့ရဲတိုင်းကမွေးရေးစေဝအမှုနယ်ပဲအရင်ကလည်းထိတ်ထိတ်ခံရပူတာဖြစ်ပါရယ် ပြန်လည်လှုပ်မြလာပြီးရအောင်အမှုပညာအလုပ်ကိုလှုပ်ခဲ့ပြီးရုပ်ရှင်ထံမှလည်းတရုတ်ဆောင်ခဲ့ပါသေးတယ်။2018ခုနှစ်မှာတွင်မှလည်းအမှုပညာအလုပ်တကိုပြန်လှုပ်ခဲ့ပြီးမဲ့2021ခုနှစ်အတွင်းမှာတော့အထိမ့်သိမ်းခံရရတာအခုထိပဲဖြစ်ပါရယ်။ရဲတိုင်းဒီတူတခြားသူတွေလည်းပြန်လည်လှုပ်မြလာပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။ပြည်ထောင်များလုံးမဲ့ရှင်လန်းရှင်ပြကြပါစေရှင်။